အားလုံးပဲမင်္ဂလာပါဒီဒီမှာတော့ထောင်ထဲထည့်လိုက်တဲ့မာဖီးယားဂိုင်းတစ်ခုလုံးကိုထောင်ကားနေပြန်လွတ်လိုက်အချိန်မှာမြေလန်တီးမဲ့စကားကောင်းလေးကိုတင်ဆက်ပေးကြပါမယ်ဇလန်လေးကိုတော့မိုးလင်းဖွဲဖွဲကြနေတော့မျိုးသားတူရဲ့ထောင်ရက်ပြည့်လို့ထွက်လာတဲ့အခန်းလေးနဲ့စတင်ထားပါတယ်အဲဒီမျိုးသားကတော့ Jake Green လို့ခေါ်တဲ့လောင်ကစားပါရမီရှင်တူဦးဖြစ်ပြီးတော့ Jake Green ဟာမာဖီးယားဂိုင်းကောင်းဆောင် Dorothy Machu ရဲ့အစီအစဉ်တကြစီမံမှုတွေကြောင့်ထောင်ခုနှစ်ကြာသွားခဲ့ရတာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ Jake Green ဟာ ထောင်ထဲကနေပြန်လွတ်လာခဲ့မှုနဲ့အတူဂိမ်းတိုင်းမှာလှည့်စားသူနဲ့အလှည့်စားခံရသူရှိစမြဲဆိုတဲ့အချက်ကိုနားလေသဘောပေါက်သွားခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့ Jake Green ဟာအလှည့်စားခံရသူမဖြစ်စေရတော့ပဲသူ့ရဲ့ဘဝကိုငဲအတွင်းထဲကိုတွန်းပို့ခဲ့တဲ့ Dorothy Machu ကိုလက်စားချေဖို့ခီးစားတင်ခဲ့ပါတော့တယ်။တစ်ဖက်မှာတော့ဇင်ကန်ကာစီနိုကြီးရဲ့တောက်ပတဲ့မီးအောင်တွေအောက်မှာလောင်းကစားမာဖီးယားခေါင်းဆောင် Dorothy Machu နဲ့သူ့ရဲ့ညာလိုက်ုံပေါ်တို့ကကာစီနိုထဲကိုဝင်ထွက်သွားလာနေတဲ့ဧည့်သည်တွေကို တိတ်တဆိတ်စောင့်ကြည့်နေကြပါတယ်။ဒါပေမဲ့သူတို့ရဲ့ဘဝကိုပြောင်းလဲပြတ်တော့မဲ့မှုန်တိုင်းတစ်ခုလာနေပြီဆိုတာကိုတော့ဒေါ်လာတီမာချူတို့မသိကြပါဘူး။တစ်ချိန်တည်းမှာပဲမျိုးရတစ်ဖက်ချမ်းမှာ Jake Green နဲ့သူ့ရဲ့ဖွဲ့သားတွေကကားရည်နဲ့အတူစတင်ထွက်ခွာဖို့ပြင်ဆင်နေကြပါတယ်။ကားထဲမှာတော့ Jake Green ရဲ့အကိုဖြစ်သူ Billy ကဒေါ်လာတီမာချူရဲ့ကာစီနိုကိုသွားကြမယ်လို့ရကမှန်ကန်တဲ့လှုပ်ရှားမှုတစ်ခုဖြစ်ပါမလားဆိုပြီးတော့တန်တရားဝင်နေခဲ့ပါတယ်။ပေးဆက်ဖို့လူတွေရဲ့အကျွေးတွေရှိနေသေးတယ်ဆိုပြီးတော့ ဂျေဂရင်းကပြန်ဖြေခဲ့တာကြောင့်ကားထဲကလူတွေအားလုံးလည်းတိတ်ဆိတ်သွားကြပါတယ်။မကြခင်မှာပဲဂျေဂရင်းတို့ရဲ့ကားဟာမျိုးတွေကအကြီးဆုံးကာစီနိုအဆောက်အဦကြီးရဲ့ရှေ့မှာရပ်သွားခဲ့ပါတယ်။ဂျေဂရင်းတို့အဖွဲ့ကာစီနိုထဲဝင်လာတဲ့ချိန်မှာပဲကာစီနိုဝန်ထမ်းတွေကဂျေဂရင်းကိုချက်ချင်းမှတ်မိသွားခဲ့ပြီးတော့သူတို့တစ်ဖွဲ့လုံးကိုအပေါ်ဆုံးထုတ်ကိုခေါ်သွားပါတော့တယ်။ဒလီကာတကာပွင့်သွားတဲ့အချိန်မှာတော့ဂျေဂရင်းရဲ့ခြေလမ်းတွေရပ်တန့်သွားပြီးခိတ္တငိုင်းနေခဲ့တာကြောင့်ဘာဖြစ်လို့လဲဆိုပြီးတော့အဖွဲ့သားကြီးကမေးခဲ့ကြပါတယ်။ ဲ့ဒါကဘာကြောင့်လဲဆိုတော့ Jake Green ဟာထောင်ထဲမှာအချိန်9နာရီလောက်နေခဲ့ရတာကြောင့်တည်တက်နေရတွေကိုကြောက်တဲ့စိတ်ဝေဒနာရရှိခဲ့လို့ပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းလက်စားချေလူတဲ့စိတ်တွေပြင်းထန်နေတဲ့ Jake Green ကဓာတ်လီကားထဲကိုချက်ချင်းဝင်လိုက်ပြီးတော့အပေါ်ဆုံးအထက်ကိုတွားလိုက်ပါတယ်။အပေါ်ဆုံးအထက်ကိုရောက်တဲ့အချိန်မှာတော့တဖွဲ့လုံးကိုတွားခွင့်ပြုတော့မှမဟုတ်ကြောင်းနဲ့လူနှစ်ဦးကိုသာဆက်တွားခွင့်ပြုမယ်ဆိုပြီးတော့ Jake Green တို့အဖွဲ့ကိုကာစီနိုဝန်ထမ်းတွေကလူစုခွဲလိုက်ကြပါတယ်။ အဲဒါကြောင့်မလို့ဂျိန်းနဲ့ဘီလီတို့ပဲအတွဲဘက်ကိုစောင့်ဝင်သွားကြပြီးတော့ဂျန်တဲ့လူတွေကတော့အပြင်မှာပဲရက်ဆောင်နေကြရပါတယ်။အခန်းထဲကိုရောက်တဲ့ချိန်မှာတော့ထောင်ထဲကနေတက်တက်မမာနဲ့ပြန်ထွက်လာတဲ့ဂျိန်းဂရင်းကိုတွေးလိုက်ရတာကြောင့်မာဖီးယားခေါင်းဆောင်ဒရက်ဒီမာကျူလည်းတန့်တော်ဖြစ်နေခဲ့ပါတယ်။မင်းဒီကိုဘာသာလောက်တာလေးဆိုပြီးဒရက်ဒီမာကျူကမေးခဲ့ပေမဲ့လေဂျိန်းဂရင်းကတော့တလုံးမှပြန်ဖြေခဲ့တာမျိုးမရှိပဲလူနေတဲ့ထိုင်ကုန်နေရာတစ်ခုမှာဝင်ထိုင်လိုက်ပါတယ်။အဲနောက်တော့ကစားကွက်တစ်ခုကိုစားလိုက်ကြပြီး အစောပိုင်းမှာတော့ဂျိတ်ကတမင်ရှုံးအောင်ဆုံးနေခဲ့ပါတယ်။နောက်ဆုံးအလဲကိုရောက်တဲ့အချိန်မှာတော့ဂျိတ်ဂရင်းဟာဒေါ်လာစီမာချူကိုလှည့်စားလိုက်ပြီးတော့အမေရိကန်ဒေါ်လာတန်ပေါင်းများစွာကိုတည်ယူသွားပြီးတော့အနိုင်နဲ့ပိုင်လိုက်ပါတယ်။ဒီလိုမျိုးလှည့်စားခံလိုက်ရတာကြောင့်သူ့ကိုယ်သူဟုတ်လာပြီထင်နေတဲ့ဒေါ်လာစီမာချူကဒေါသတွေထွက်သွားခဲ့ပြီးမှဘာမှမလုပ်နိုင်ခဲ့ပါဘူး။အဲနောက်တော့ဂျိတ်ဂရင်းတို့ဖွဲ့ဟာပတ်စံတွေကိုအိတ်ထဲကိုထည့်ပြီးတော့ကာစီနိုတွေကနေပေါ့ပေါ့ပါပါထွက်သွားခဲ့ကြပါတယ်။တစ်ချိန်တည်းမှာပဲလူတစ်ယောက်က ဂျေဂရီနာကိုကက်လာပြီးတော့စီးပွားရေးကပ်ပြားတစ်ခုကိုပေးရင်းနဲ့အန်နီရဲ့ကြားရောက်နေတဲ့သူ့ကိုကူညီပေးနိုင်တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီလူကဘာလုပ်လဲလို့စဉ်းစားရင်ကာစီနိုလေကားကနေဆင်းနေတဲ့ဂျေဂရီနာအားနည်းနေရကြောင်းရုတ်တရက်လေးကျသွားခဲ့ပြီးတော့သတိမိကစေးရုံကိုရောက်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့လူပုံလေးမှာသူ့ကိုအရှက်ရသွားအောင် လုပ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးညာလက်ယုံပုံးကိုဒေါ်ရတီမာချူကဒေါသတွေထွက်နေခဲ့ပါတယ်။ပြီးတော့ဂျေဂရီနိုအဖွဲ့ကိုချက်ချင်းလိုက်ရှာဖို့တိုးတိုးတိတ်တိတ်လုပ်ဖို့အတွက် သွေးလှုပ်ရလှုပ်ချက်တက်ဖြတ်သူစော်တာကိုစေလွတ်ခဲ့ပါတယ်။နောက်ရရောက်တော့စေယုံကနေဆင်းလာတဲ့ Jay Green ဟာဘီလီမပါဘဲနဲ့တက်တော်ဆောင်နှအူးနဲ့တူအိမ်ကိုပြန်လာခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့ချိန်မှာတော့တကားရှိမှရောက်နေတဲ့ဆာရွက်ကို Jay Green ကကောက်ယူလိုက်ချိန်မှာပဲသူတို့စီကိုကြီးစန်းနေ dresser ပြေးဝင်လာပြီးတော့တက်တော်ဆောင်နှယောက်ကတော့ချက်ချင်းပဲဘဝကူသွားခဲ့ပါတယ်။ Jay Green တို့နဲ့လှုပ်ချန်တက်ဖြတ်သူတို့ကြားအပြန်အလှန်ပြက်ကတ်မှုတွေဖြစ်နေချိန်မှာပဲကာစီနိုထဲမှာစီးပွားရေးကပြပေးခဲ့တဲ့လူက တနက်တလန်နဲ့ရောက်ချလာပြီးတော့ဂျိတ်ကိုအချိန်မီကယ်တင်သွားခဲ့ပါတယ်။အဲဒီလှုပ်ကြံတက်ဖြတ်သူကတော့ဒေါ်ရစီမာဂျူနဲ့ပေါ်ရုံငားရန်ခဲ့တဲ့သွေးအေးလှုပ်ကြံတက်ဖြတ်သူစော်ရာဖြစ်ပြီးတော့ဂျိတ်ဂရင်းကိုလှုပ်ကြံတက်ဖြတ်မှုကမအောင်မြင်ကြောင်းသိလိုက်ရတဲ့အချိန်မှာဒေါ်ရစီမာဂျူတယောက်ဒေါသတွေအကြီးအကျယ်ထွက်နေခဲ့ပါတယ်။ပြီးတော့ကျွမ်းကျင်တဲ့လှုပ်ကြံတက်ဖြတ်သူတယောက်ကပြင်းမက်ကိုအပြတ်မရှင်းနိုင်တာနဲ့ပတ်သက်ပြီးဒေါ်ရစီမာဂျူတယောက်စိတ်ပြတ်နေခဲ့ပါတယ်။တစ်ဖက်မှာလည်းဂျိတ်ဂရင်းကိုလာရောက်ကယ်တင်သွားတဲ့ဇက်ဆိုတဲ့လူက သူ့ကိုအေဗီဆိုတဲ့လူတူနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ဇက်နဲ့အေဗီတို့ကသူတို့မှဂျိတ်ဂရင်းရဲ့ကျမ်းမာရေးစီစဉ်မှုရလဒ်တွေရှိကြောင်းနဲ့အန်နယ်ရှိရဲ့သွေးကင်စာကြောင့်ဂျိတ်ကအချိန်၃ရက်ပဲအသက်ရှင်သန်နိုင်တော့မယ်လို့ပြောခဲ့ပါတယ်။ဂျိတ်ကစိတ်မတန်တွေကိုကြည့်နေချိန်မှာပဲသူမသိဆုံးခင်မှာလှုပ်သွားခြင်းနဲ့ဆန္ဒကိုဖြည့်ဆည်းပေးမယ်လို့အေဗီကထပ်ပြောခဲ့ပါတယ်။ဘယ်အရာမှအလကားမရဘူးဆိုတဲ့အတိုင်းအခုညီလိုချင်းရင်သူတို့ရဲ့အခြေအနေနှစ်ခုကိုလက်ခံပေးရမယ်ဆိုပြီးတော့ဂျိတ်ကိုအေဗီကပြောနေခဲ့ပါတယ်။တခုကတော့ ကာစီနိုမှာပြီးခဲ့တဲ့ရက်ပိုင်းကနိုင်ခဲ့တဲ့ပတ်ဆက်အားလုံးကိုအပ်ရမယ်။နောက်တစ်ခုကတော့ဇက်ဒါမှမဟုတ် AV ရဲ့အမိတ်တွေအားလုံးကိုမေကုံထုတ်တာမျိုးမရှိဘဲနဲ့လိုက်နာရမယ်ဆိုပြီးတော့ဂျိတ်ကိုကန့်လန့်လိုက်ပါလေ။ဒီနှစ်ကောင်ကလိန်နဲ့ကောင်တွေဖြစ်မယ်ဆိုပြီးတွေးနေတဲ့ဂျိတ်ကနေရာကချက်ချင်းထားရပြီးတော့ထွက်သွားခဲ့ပါလေ။တစ်ချိန်တည်းမှာပဲဂျိတ်ဟာစေယုံကိုတွားလိုက်ပြီးတော့စစ်စစ်ချက်တွေယူခဲ့ချိန်မှာတော့ဆရာဝန်ကဂျိတ်မှာရှားပါးတဲ့တွေးရောက်ခါရှိတယ်ဆိုပြီးပြောလိုက်တာကြောင့်ဂျိတ်တယောက်မယုံကြည်နိုင်ဖြစ်နေခဲ့ပါလေ။ ။လက်ရှိဆီယံဝင်ကလည်းဇက် AV တို့နဲ့တဖွဲ့သေးဖြစ်နိုင်တယ်ဆိုပြီးတော့ဂျိတ်ကထင်နေခဲ့တာကြောင့်တနက်ကိုထုတ်ပြီးဆီယံဝေးရဲ့နဖူးတက်တဲ့ကိုချိန်ပြီးတော့အမှန်တိုင်းပြောဖို့ပြောလိုက်ပါတယ်။ဒါအိမ်မဲ့လည်းဆီယံဝင်ကတော့သူအမှန်တိုင်းပြောနေတာဖြစ်ကြောင်းနဲ့ဂျိတ်ပြောတဲ့လူတွေကိုတိတော်မသိဘူးဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။နေ့လယ်ပိုင်းကိုရောက်တော့ဂျိတ်တယောက်ပက်ဆက်တွေအပြည့်ထည့်ထားတဲ့အိတ်ကိုကင်ပြီးဇက် AV တို့နဲ့တွားရောက်တွေ့ဆုံခဲ့ပြီးတဲ့နောက်မှာတော့မာဖီးယားကောင်းဆောင်ဒေါ်ရတီမာချူနဲ့ ူတိဆောက်ထားတဲ့အရာတွေအလုံးကိုဖျက်ဆီးပြရမှာကူညီပေးဖို့သဘောတူလိုက်ကြပါတယ်။အဲနောက်တော့ JZ နဲ့ AB တို့ဟာကားတစ်စီးနဲ့တူထွက်ခွာသွားကြရင်လည်း Jane နဲ့ Dorothy မှာချူတို့ကြားမှာဘလို့ကိစ္စတွေဖြစ်ပျက်ခဲ့ကြရလဲဆိုပြီးတော့မေးခဲ့ပါတယ်။ Dorothy မှာချူဟာရက်ဆက်ပြီးတော့တစ္ဆာရှိရဲ့လူယုံတွေနဲ့တူလှန်စားတတ်တဲ့လောင်စာမာဖီးယားတစ်ထည်တူဖြစ်ကြတယ်လို့ Jake ကပြန်ပြောနေခဲ့ပါတယ်။တချိန်လုံးက Dorothy မှာချူဟာလှန်စားထားတဲ့လောင်စာပွဲရင်နဲ့တူကာစီနိုတွေကိုလွှမ်းမိုးခဲ့ပြီး ကျွမ်းကျင်တဲ့လောင်စာသမားတွေတောင်တယောက်ပြီးတယောက်ဒေါ်လေးသူမှချူစီမှရှာရှုံးခဲ့တယ်လို့ဂျိတ်ကရှင်းပြခဲ့ပါတယ်။အဲဒီလောင်စာဝိုင်းတွေမှာပါဝင်ဖို့ဂျိတ်ကညှင်းဆုပ်ခဲ့ပေမဲ့လေဒေါ်လေးသူမှချူရဲ့လူယုံတွေကဘီလီနဲ့သူ့သမီးကိုချိန်ရောက်ခဲ့တာကြောင့်ဂိမ်းမှာပါဝင်ဖို့သဘောတူဖို့ကလွဲပြီးအခြားရွေးချယ်စရာမရှိခဲ့ဘူးလို့ဂျိတ်ကထပ်ပြောခဲ့ပါတယ်။ဂိမ်းစတင်တဲ့အချိန်မှာတော့ဂျိတ်ဟာသူ့ရဲ့ပြိုင်ဖက်ဂျော့ကိုလင်းလင်းမြန်မြန်နဲ့ပဲအနိုင်ယူခဲ့ပါတယ်။အဲနောက်တော့ဂျော့ကဂျိတ်ရဲ့အမေကိုစော်ကားတဲ့စကားတွေပြောခဲ့တာကြောင့် ဂျိတ်တယောက်ဆိတ်လွတ်သွားခဲ့ပြီးတော့ဂျောရဲ့ခြေထောက်ကိုတနက်နဲ့ပြစ်လိုက်ပါတော့တယ်။အဲကိစ္စတွေပြီးသွားတဲ့နောက်နေမှာတော့ဂျိတ်အနိုင်ရထားတဲ့လောင်ကြီးတွေအားလုံးထူးဆန်းစွာနဲ့ပဲပျောက်ဆုံးသွားခဲ့တယ်လို့စုံစမ်းစစ်ဆေးမှုတွေခံခဲ့ရပြီးတော့ထောင်ဒဏ်ခုနှစ်နှစ်ချမှတ်ခံလိုက်ရပါတယ်။ကိစ္စတွေကအဒီမာတွေရက်သွားခဲ့တာမဟုတ်ဘဲဒေါ်ဒီမာချူရဲ့လူယုံတွေကဂျိတ်ရဲ့ဆွေမျိုးတွေကိုချင်းချောက်ပြီးဂျိတ်ရဲ့ဝမ်ခွဲအကိုရဲ့မိန်းမဖြစ်သူကိုရဲရဲဆက်ဆက်တက်ပြတ်သွားခဲ့ပါတယ်။အရာအလုံးဖြစ်ပြပြီးရဲ့နောက်မှာတော့ကိစ္စတွေအလုံးကိုဒေါ်ဒီမာချူက အစီအစဉ်တကျစီစဉ်ထားတယ်ဆိုတာကိုဂျိတ်တယောက်သဘောပေါက်သွားခဲ့ပါတယ်။နောက်တနေ့ရောက်တော့သဘောတူညီချက်ရဲ့ဒစိတပိုင်းအနေနဲ့ဂျိတ်တယောက်ငွေသား18ယူဆောင်လာပြီး ZAV တို့နဲ့ထပ်မံတွေ့ဆုံခဲ့ပါတယ်။အဲနောက်တော့သူ့ရဲ့ထောင်ခွန်တန်းတဲ့အကြောင်းကိုဂျိတ်က ZAV တို့ကိုပြောပြခဲ့ပါတယ်။ထောင်ထဲမှာတော့စစ်တူရင်ပညာရှင်တူဦးနဲ့အမှုပညာရှင်တူဦးကိုပဲယုံကြည်ပြီးတော့စကားပြောခဲ့တယ်လို့ဂျိတ်ကပြောခဲ့ပါတယ်။သူတို့သုံးဦးဟာစာအုပ်တွေကနေအဆင့်အသိဉာဏ်တွေဖလှယ်ခဲ့ကြပြီး အစောက်တွေနဲ့ထောင်လန်းမှုတွေကိုဆောင်ရှားဖို့အတွက်ခင်မိတဲ့ကုတ်တွေကိုအသုံးပြုခဲ့ကြပါတယ်။စစ်တူရဲ့ပညာရှင်တူနဲ့အမှုပညာရှင်တူတို့ကဂျဲကိုအမြဲတမ်းပတ်ပိုးပေးမယ်ဆိုပြီးအယုံသွင်းခဲ့ပြီးရဲ့နောက်တော့ထောင်ကနေခြေရလဲရတော့မရှိဘဲနဲ့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။အချိန်နဲ့နဲ့အကြာမှာတော့ဂျဲတယောက်ထောင်ထဲကနေပြန်လွတ်လာချိန်မှာအာအားတက်စရာကိစ္စတွေကသူ့ကိုစောင့်ကြည့်နေခဲ့ပါတယ်။ထောင်တွင်းမှာဂျဲကစစ်တူရဲ့ပညာရှင်တူနဲ့အမှုပညာရှင်တူတို့ကိုယုံကြည်ခဲ့တာကြောင့်သူ့ရဲ့ငွေတွေဖွက်ထားတဲ့နေရာတွေက အခြားလိုအပ်ချက်တွေကိုပြောပြခဲ့ပါတယ်။အဲဒါကြောင့်ပဲထောင်ကားနေထွက်ပြေးလွတ်မြောက်သွားတဲ့လူအုပ်ကဂျိတ်ရဲ့ဖွက်ထားတဲ့ပတ်စံတွေအားလုံးကိုယူသွားခဲ့တာဖြစ်ပြီးဂျိတ်တယောက်ကိုကိုကိုပဲအပြစ်တင်နေခဲ့ပါတော့တယ်။ပြီးတော့ဒီလိုလိုရတာဂျိတ်ကိုပို့ပြီးထမြက်လာစေဖို့တင်ကန်းစားတစ်ခုဖြစ်တယ်ဆိုတဲ့စာကိုထောင်ကားနေထွက်ပြေးလွတ်မြောက်သွားသူလူအုပ်ကခြံခဲ့တယ်လို့ဂျိတ်ကဇန်နဲ့ AB တို့ကိုပြောပြနေခဲ့ပါတယ်။အဲနောက်တော့ဂျိတ်ဇန်နဲ့ AB တို့ဟာဒေါ်ရတီမာချူပိုင်တဲ့မူရစ်ဇေဝတချို့ကိုတိတ်တိတ်ဆိတ်ခူးယူသွားခဲ့ပါတယ်။ အဲ့ဒီသတင်းကိုကြားလိုက်ပြီးတဲ့နောက်မှာတော့ဒေါ်လာစီမာချူတယောက်ဒေါသထွက်သွားခဲ့ပြီးညာလယုံပေါ့ကိုအတုံးမကျတဲ့ကောင်ဆိုပြီးတော့အပြစ်တင်ခဲ့ပါတယ်ဂျွန်ဆိုတဲ့မျိုးသားစီကနေမူရစေဝါးတွေပြန်ယူဖို့ပေါ့ကအကြံပေးခဲ့ချိန်မှာတော့ဒေါ်လာစီမာချူတယောက်လက်ခံရုံကလွဲပြီးအခြားရွေးချယ်စရာမရှိတော့ပါဘူးနောက်တော့ဂျွန်နဲ့မူရစေဝါးဝယ်ယူမှုအတွက်ပူးပေါင်းခဲ့ပေမဲ့အဆင်မပြေခဲ့တာကြောင့်ဂျွန်ရဲ့လောင်းငယ်သားဖြစ်တဲ့ဂွန်နဲ့ပူးပေါင်းဖို့ပေါ့ကကြိုးပမ်းခဲ့ပါတယ်ဒေါ်လာစီမာချူရဲ့လူယုံတွေတဲကတယောက်ဖြစ်တဲ့အဲကို ဇွေလက်အောင်ငယ်သားဖြစ်တဲ့ဂုံနဲ့တွေ့ဆုံပြီးငွေနဲ့မွေးစည်းဝါးတွေလဲလဲဖို့ပေါကတောင်းဝင်ပေးလိုက်ပါတယ်။တစ်ဖက်မှာတော့ J Z AV နဲ့ဒိုရီနီဆိုတဲ့မျိုးသမီးတို့ဟာဂုံနဲ့အဲလိုတွေ့ဆုံမှုလုံးတဲ့နေရာကိုအိမ်ငွေစည်းလွတ်ခဲ့ပြီးတော့မွေးစည်းဝါးတွေပတ်စံတွေနဲ့နိုင်ရီကိုယူပြီးတော့အေးအေးဆေးဆေးထွက်ကသွားကြခဲ့ပါတယ်။အဲနောက်တော့ J တယောက်ဗီလီစီကနေတတိပေးတဲ့ဖုန်းခေါ်ဆိုမှုတစ်ခုကိုလက်ခံရရှိခဲ့ပါတယ်။ဇန်နဲ့ AV တို့ဟာနမဲဆိုးနဲ့ကြော်ကြပြီး မျက်နှာတော်တစ်ခါမှထုတ်ပြတာမျိုးမရှိတဲ့မာဖီးယားဂိုင်းကောင်းဆောင်ဂိုးရဲ့လက်ပါစီတွေဖြစ်တဲ့ဆိုပြီးတော့ဗီလီကဂျိတ်ကိုတတိပေးခဲ့ပါတယ်။နောက်ရတော့ဗီလီနဲ့ဂျိတ်တို့တွဲဆုံခဲ့ပြီးဂျိတ်ရဲ့ကျမ်းမာရေးမှတ်တမ်းတွေအားလုံးကမှားယွင်းနေပြီးတော့လှုပ်ကြံထားတဲ့စစ်စစ်ရက်တွေဖြစ်တဲ့ဆိုပြီးတော့ဗီလီကဂျိတ်ကိုပြောခဲ့ပါတယ်။တကယ်တော့အဲ့အရာတွေအားလုံးကထောင်ချောက်တဲကိုသူ့ကိုဆွဲခေါ်ဖို့ဇက်နဲ့ AV လို့ဆွဲထားတဲ့အစီအစဉ်ရဲ့ဒစိတပိုင်းဖြစ်တယ်ဆိုတာကိုနောက်ဆုံးမှတော့ဂျိတ်နားလဲသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းမူရစ်ဇေဝါတွေခွေးဥခံလိုက်ရမှုဟာဂျုံနဲ့ဆက်ဆက်နေပြီး အရာအလုံးကကျွန်းကျောက်ဖြစ်တယ်ဆိုပြီးတော့ပေါ်ကဒေါ်လာစီမာချူကိုတရင်ပေးခဲ့ပါတယ်။ဒါပေမဲ့လည်းဂျေကိုသာအရင်ဖမ်းဖို့ပေါ်ကိုဒေါ်လာစီမာချူကအမိတ်ပေးခဲ့ပါတယ်။အဲနောက်တော့ဒေါ်လာစီမာချူရဲ့လူတွေဟာလက်နက်အပြည့်စုံအပြည့်စုံနဲ့ဂျေကိုလိုင်းလံဖမ်းခဲ့ကြပေမဲ့ဂျေတယောက်အောင်မြင်စွာပဲထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။နောက်ရက်မှာတော့ဒေါ်လာစီမာချူတယောက်စားတောက်ဆိုင်တစ်ခုမှထိုင်နေတော့ဇပွဲတို့မာလီတူရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပါတယ်။ဒါပေမဲ့လည်းဒေါ်လာစီမာချူကလက်ဦးမှုရယူနိုင်ခဲ့တာကြောင့် ဇပွဲရုမကိုအရင်ဆုံးရှင်းပြနိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဇပွဲရုမလေးကဂျွန်ရဲ့တချို့ဖြစ်တယ်ဆိုတာကိုဒေါ်ဟစီမာချူတယောက်သိသွားခဲ့ပြီးတော့ဂျွန်ရဲ့လက်အောက်ငယ်သားတွေအားလုံးကိုရှင်းပြဖို့စော်သားကိုအမိန့်ပေးခဲ့ပါတယ်။သူဆုံးမှုမရှိတဲ့စော်သားကလည်းဒီဒီချိန်မှာတော့ဂျွန်ရဲ့ဂိုင်းတစ်ခုလုံးကိုအောင်းအောင်းမြင်မြင်နဲ့ပဲတုံးစင်ရှင်းလင်းပြခဲ့ပါတယ်။တခြားတစ်ဖက်မှာတော့ဇက်နဲ့ AB တို့ဟာသူ့ကိုထောင်ထဲမှာချင်းကပ်ခဲ့တဲ့လူတွေဖြစ်တယ်ဆိုတာကို JD ရောက်တဖြည်းဖြည်းနားလည်သဘောပေါက်လာခဲ့ပါပြီ။အဲညာမှာတော့ JD ရောက် ဒေါ်လာဒီမာချူရဲ့အိမ်ကိုတိတ်ဆိတ်သွားပြီးတော့အိပ်ပျော်နေတဲ့ဒေါ်လာဒီမာချူကိုတပ်ပစ်ဖို့လုပ်ခဲ့ပေမဲ့တပ်ပစ်နိုင်တာမျိုးမရှိခဲ့ပဲအိမ်ထဲကနေသာပြန်ထွက်လာခဲ့ရပါတယ်။ဂျိန်းကသူ့ကိုတပ်ဖို့အထိယူရထားတယ်ဆိုတာကိုအိယာကနိုးလာတဲ့ဒေါ်လာဒီမာချူတယောက်နားနဲ့သဘောပေါက်သွားတဲ့အချိန်မှာတော့ဂျိန်းကိုတနက်နဲ့ချိန်ပြီးလိုင်းလံဖမ်းဆီးခဲ့ပါတယ်။ဒါပေမဲ့လည်းဂျိန်းရဲ့တည်ငြိမ်တဲ့မျက်လုံးလေးကိုမြင်လိုက်တဲ့အခါမှာတော့ဒေါ်လာဒီမာချူကတနက်ကိုမောင်းဆွဲနိုင်ခဲ့တာမျိုးမရှိခဲ့ပါဘူး။နောက်တနေ့မနက်ကိုရောက်တော့ ဂျွန်နဲ့သူရဲ့လက်အောက်ငယ်သားတွေအားလုံးတိတ်ဆုံးသွားပြီလို့ပေါ်ကဒေါ်စီမချူကိုလာပြောခဲ့ပါတယ်။တချိန်တည်းမှာပဲငွေဈေးဝါးတွေကိုဓမြတိုက်သွားတာကဂျွန်မဟုတ်ပဲနဲ့ဂျိတ်ဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ဒေါ်စီမချူရဲ့နာမည်နဲ့ကလေးတွေတို့ကပရာဟိတအဖွဲ့ကိုငွေတွေလူတန်းခဲ့သူကဂျိတ်ဖြစ်တယ်ဆိုတဲ့အချက်လက်တွေကိုပေါ်ကပေးလိုက်တဲ့အချိန်မှာတော့ဒေါ်စီမချူတယောက်အရန်ကိုဒေါသထွက်သွားခဲ့ပါပြီ။ဂျိတ်ကိုချက်ချင်းရှာဖို့နဲ့အကိုဖြစ်သူဘီလီကိုချင်းကြောက်ရမှာအသုံးပြုဖို့ပေါ်ကိုဒေါ်ရသီမချူကချက်ချင်းအမိန့်ပေးခဲ့ပါတယ်။ ဘောနေဆိုတာတို့ဟာဗီလီရဲ့အိမ်ကိုချဲချင်းသွားပြီးတော့ဗီလီရဲ့သမီးကိုညှဉ်းပန်းနှိပ်စက်ဖို့လုပ်တဲ့ချိန်မှာတော့ခလေးကိုမညှဉ်းပန်းချင်တယ်ဆိုတာက ပေါ်ကိုတနက်နက်ပြစ်တက်လိုက်ပြီးခလေးကိုဒေါ်လတီမာချူစီကိုခွန်သွားခဲ့ပါတယ်။အိမ်နောက်တော့ဂျိတ်ဟာခိုးဥထားတဲ့မွေးစေးွားလေးကိုပြန်ပေးပြီးတော့ဒေါ်လတီမာချူကိုရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အခန်းထဲကိုဂျိတ်ဝင်လာတဲ့ချိန်မှာတော့သူ့ရဲ့တူမဖြစ်သူကိုဒေါ်လတီမာချူကတနက်နက်ချိန်နာတာကိုတွေးလိုက်ရပါတယ်။ဒါ့အိမ်မဲ့လေဂျိတ်က တီတီငြိမ်ငြိမ်နဲ့ပဲဒွိုင်းစီမာချူကိုစိုက်ကြည့်နေခဲ့တာကြောင့်တုံလုံးသွားတဲ့ဒွိုင်းစီမာချူဟာဂျေးရဲ့တူမကိုတနက်နဲ့ပြတ်တက်တာမျိုးမရှိပဲကိုကိုကိုတနက်နဲ့ပြန်ပစ်ပြီးတော့အဆုံးစီရင်သွားခဲ့ရင်းနဲ့ဇလန်းလေးနဲ့အဆုံးသတ်သွားပါတယ်ကြည့်ရှုအားပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်